မင်္ဂလာပါရှင်စီယုံမျိုးတော်မှာပြန်လည်ကြုံဆူပါရရှင်တင်းလျှောက်လန်းနဲ့ဘဝအတ္တတာကိုကြွယ်ဝခြင်းများနဲ့ပြည့်စုံစေပါဆိုတဲ့ကောင်းစဉ်လေးနဲ့ယနေ့မှဆွေးနွေးရအောင်တင်းရဲ့ကြွယ်ဝခြင်းတင်းရဲ့အောင်မြင်ခြင်းအားလုံးကတင့်ပေါ်မှာပဲမူတည်တာဖြစ်တယ်ဟာလေလုယာယောရှု18ကိုကြည့်ရအောင် ထိုပညတိကျမ်းစာ၌ရေးထားသမျှအတိုင်းကြင်မီဟုဆောက်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ဖဲမနေနိညာမပြက်ကြည်ရှုဖတ်ရရမည်တို့ပြုလင်တင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်ဟာလေလုယဒီနောက်ကပတ်တော်မှာဆိုရင်ရှင်းလင်းစွာတင်တွေ့ရမည် တင်းရဲ့ကြွယ်ဝခြင်းအောင်မြင်ခြင်းအားလုံးဟာတင်းဘဝအတ္တတာတွေကိုရောက်ရှိလာမယ့်အရာတွေဟာတင့်ပေါ်မှာပဲမူတည်တယ်လို့ပြောတာဖြစ်တယ်။ဘယ်လိုမျိုးတင့်ပေါ်မှာမူတည်ရလဲ။တင်းကိုယ်တိုင်ဖရာရဲ့နှုတ်ကပတ်တော်ကိုနိရောညရောမပြတ်စဉ်းစားရမယ်။စင်ကျင်အောင်ရမယ်။တင်းကနှုတ်ကပတ်တော်ကိုတင်းနဲ့တစ်ထက်ထဲထားရမှာဖြစ်တယ်။ တင့်ရဲ့အုံနောက်အသွေးခေါ်တွေထဲမှာတင့်ရဲ့စိတ်နှလုံးသားထဲမှာတင့်ရဲ့ပါးစပ်မှာအမြဲတည်းဒီနှုတ်ကပတ်တော်တွေကိုတင်ကမွတ်ဆူနေရမယ်စဉ်းစားနေရမယ်စင်ကျင်နေရမယ်အဲ့ဒီအခါမှာတင်ဘဝရဲ့အောင်မြင်ခြင်းကြွေဝခြင်းကတင့်ထဲကိုစီးဝင်လာမှာဖြစ်တယ်ဟာလေလုယတင်ဘဝရဲ့အစိတ်အပိုင်းဖြစ်လာမှာဖြစ်တယ်တင်ဘဝမှာ တင်တွေ့ကြုံနေရတဲ့အခြေအနေတွေကိုတင်ကပြောင်းလဲလို့မရပါဘူးဥပမာဆိုလို့ရှင်တင်ဟာဆင်းရဲတဲ့မိသားစုထဲမှာမွေးဖွားလာတယ်ဆင်းရဲတဲ့မိသားစုထဲမှာတင်ကြီးပြင်းလာတဲ့အရာကိုတင်ပြောင်းလဲပြလို့မရပါဘူးဘာဖြစ်လို့လဲတင်ဟာဆိုလို့ရှင်ဆင်းရဲပြီးတော့မှမွေးဖွားလာတော့ကြောင်ဖြစ်တယ်ဒါပေမဲ့ ဖះရဲ့နှုတ်ကပတ်တော်ကတော့တင့်ကိုဘလို့နိယာမပေးတလဲဆိုရင်တင်ကကြွေဝတဲ့သူအောင်မြင်တဲ့သူစင်းရဲတဲ့ဘဝတတ္တာတွေကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့တင့်ရဲ့ဘဝအတ္တတာမှာတင်ရှောက်လန်းရမယ့်အရာရှိတယ်လှုပ်ဆောင်ရမယ့်အရာရှိတယ်လို့ပြောခဲ့တာဖြစ်တယ်။အဲ့ဒါကတော့ဖះရဲ့နှုတ်ကပတ်တော်ကိုတင်ကနိညာမပြတ် စဉ်းစားရမယ်စင်ကျင်ရမယ်နှုတ်နဲ့မွက်ဆူရမယ်သင်ရဲ့လေးထုတွေကိုနှုတ်ကပတ်တော်ကိုဆေးလို့ရမှာဖြစ်တယ်ဟာလေလုယာဒီခါမှာသင်ဘယ်ကဲ့သို့မွေးဖွားလာပါစေဘယ်မိသားစုတွေကနေသင်ကြီးပြင်းလာပါစေသင်ရဲ့ဘဝတက်တာမှာကျွေးဝါးတဲ့တက်တာအောင်မြင်တဲ့တက်တာကျမ်းမာတဲ့အသက်တာပျော်ရွှင်တဲ့အသက်တာ သင်ရဲ့အိမ်မက်တီးရာတကယ်ဖြစ်တည်လာတဲ့အသက်တာဖြစ်လာမှာဖြစ်တယ်။အဲ့ဒီအရာတွေဖြစ်တည်လာဖို့အတွက်တခြားလူတယောက်ကလှုပ်ပေးလို့မရပါဘူး။သင်ကိုယ်တိုင်လှုပ်ယူရမှာဖြစ်တယ်။သုံးရောခန်းကြီးတဲ့ခန်းငယ်နှစ်ကိုကြည့်ရအောင်။အချင်းချစ်သူသင်ဤစိတ်နှလုံးသည် ကောင်းစားတဲ့ကဲ့သို့သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်း၏ဟာလေလုယအဲ့တော့တင်ကောင်းစားခြင်းရှိဖို့တင်ကျမ်းမာခြင်းရှိဖို့အရာကတင့်စိတ်နှလုံးပေါ်မှာမူတည်တာဖြစ်တယ်။တင့်ရဲ့စိတ်နှလုံးထဲမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတင်ထည့်ထားမယ်။တင်ရဲ့နှုတ်ကနေပြီးတော့မှဘုရားရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကြီးကိုမွတ်ဆူမယ်။တင်ရဲ့လေထုကိုဘုရားရဲ့နှုတ်ကပတ်တော်နဲ့တင်ကအသက်တဖန်ဖန်ဈေးမယ်ဆိုရင် ်တင့်ဘဝဟာတင်မွေးပွားလာတဲ့မိပါရဲ့ခံယူလာတဲ့ဘိုးစဉ်ပေါင်းဆက်ဆင်းရဲခြင်းနေကြင်ကြီးနေအမင်္ဂလာတွေမကျမ်းမာခြင်းနေရတင်လွတ်မြောက်ပြီးတော့ဖျားသခင်တင့်ပုံမှာထားတဲ့ရည်ရွယ်ချက်တိုင်းကြွယ်ဝခြင်းနေအောင်မြင်ခြင်းနေကျမ်းမာခြင်းနေပျော်ရွှင်ခြင်းနေနဲ့ပြည့်စုံတဲ့ဘဝတက်တာနဲ့တင်ရှင်းတန်လာနိုင်မှာဖြစ်တယ်။ဟာလေလုယ။ဖျားရဲ့နှုတ်ကပတ်တော်က တင်းကိုနီဥပဒေတပေးနေတာပဲအဲ့ဒါကတင်ကြွယ်ဝစေတဲ့နီဥပဒေတတင်ကျမ်းမာစေတဲ့နီဥပဒေတတင်ပျော်ရွှင်စေတဲ့နီဥပဒေတတင်အောင်မြင်ခြင်းရစေတဲ့နီဥပဒေတဖြစ်ပါတယ်အဖက်ခန်းကြီးတခန်းငယ်၃ကိုတော့ကြည်ရအောင်ငါတို့သည်ဖျားသခင်ရှေ့တော်၌မြစ်တာအဖြစ်တန်ရှင်းလျက် အပြစ်ကင်းလို့လျက်ဖြစ်မိအကြောင်းဤကဘာမတီမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစီတည်ဟာလေလုယခရစ်တော်အားဖြင့်ခမဲတော်ဖခင်ကတင့်ကိုပေးသနာတယ်ဘာလေးကိုပေးတာလဲကောင်းကင်ဘုံနဲ့ဆိုင်နဲ့ခသိန်းသောမင်္ဂလာတွေဓမ္မမင်္ဂလာတွေကောင်းကြီးမင်္ဂလာတွေကိုပေးတာဖြစ်တယ်ဟာလေလုယအဲ့ဒီတင်ကဆင်းရဲတဲ့မိဘကနေမွေးဖွားလာတယ်ဆိုရင် အဲ့ဒီမိဘကတင့်ကိုပြီးမယ့်အရာကဆင်းရဲခြင်းတွေပဲဖြစ်တယ်။တင်ကဂျောကာတွေနဲ့ပြေးဆုံနေတဲ့မိသားစုကမွေးဖွားလာတယ်ဆိုတင်ကိုအဲ့ဒီမိသားစုကပေးလိုက်မှာကအနာရောဂါတွေဖြစ်တယ်။တင်ကချိန်ချင်းအမင်္ဂလာနဲ့ပြည်နေတဲ့မိသားစုကမွေးဖွားလာတယ်ဆိုရင် သူတို့ကတင့်ကိုလက်ဆင်ကမီပေးလိုက်မှာကချိန်ချင်းအမင်္ဂလာပဲဖြစ်တယ်။တင့်ကတကယ်ပဲစိုးသွမ်းတဲ့မိသားစုကနေမူီးပွားလာတယ်ဆိုတင့်ကိုပေးလိုက်တဲ့အရာကစိုးသွမ်းတဲ့အမွေနဲ့တည်းပဲဖြစ်တယ်။ဒါပေမဲ့ဖျားသခင်ကတော့ခရစ်တော်အဖြစ်တင့်ကိုယူကောက်လိုက်တယ်။ဟာလေလုယ။ပြီးတဲ့အခါမှာခရစ်တော်အဖြစ်တင့်ကိုကောင်းကင်ဘုံနဲ့ဆိုင်တဲ့ခသိန်းသောမင်္ဂလာတွေဟာလေလုယပေးလိုက်တယ်လို့ တိအကျဖော်ပြထားတာဖြစ်တယ်။ဟာလေလုယာထိုအရာကိုသင်လက်ခံရယူဖို့လိုတာဖြစ်တယ်။ထိုခမဲတော်ဖျားပီးတဲ့အရာတွေကိုသင်ကလက်ခံရယူရုံသာမဟုတ်ဘူး။အဲ့ဒီမင်္ဂလာတွေတိုင်းသင်ရှောက်လန်း လို့ရဖြစ်တယ်။အဲ့ကောင်းကြီးမင်္ဂလာရဲ့တင့်တဲမှာစီးထွက်နေဖို့တင်းပချာလေးမှာလွမ်းမိုးနေဖို့တင်းရဲ့ဘဝတက်တာမှာပြည့်စုံနေဖို့အတွက်တင်းလှုပ်ဆောင်ရမှာဖြစ်တယ်။ဘလို့လှုပ်ဆောင်မလဲ။အဲ့ဒါကတော့တခြားလူကလှုပ်ဆောင်ပေးလို့မရဘူး။တင်းမိဘကလည်းတင့်ကိုလှုပ်ဆောင်ပေးလို့မရ။တင်းကိုအရေးချစ်တဲ့သူကလည်းလှုပ်ဆောင်ပေးလို့မရ။ဖခင်သခင်ကိုယ်တိုင်ကလည်းတင့်ကိုလှုပ်ဆောင်ပေးလို့မရ။တင်ကိုယ်တိုင်လှုပ်ဆောင်ရမှာဖြစ်တယ်ဘလို့လှုပ်ဆောင်မလဲဖခင်ရဲ့နှုတ်ကပတ်တော်ကိုတင်ကိုယ်တိုင်စဉ်းစားရမယ် တင်ကိုယ်ရင်စင်ကျင်ရမယ်တင်ကိုယ်ရင်နှုတ်ကနေပြောထွက်ရမှာဖြစ်တယ်ဟာလေလုယတင်ရဲ့ဘဝတက်တာကိုတင်ကိုယ်တိုင်ပြောင်းလဲခြင်းနေဆိုရင်တင်ရဲ့ဘဝအတက်တာကိုတင်ကချိတ်ဆက်ရမယ့်အရာဖြစ်တယ်အဲ့ဒါကတော့တတိမောတိခန်းကြီးလေးခန်းငယ်15ကိုတော့ကြည်ရအောင်။ဦးကောင်းတီးဟူသောခရစ်တော်မှာအရာရာတို့၌ကြီးပွားကြမည်အကြောင်းသည်။ 16ကိုဆက်သွားမယ်ဆိုထူဦးကောင်းမှာအစ်စ်ပိုင်းတို့ဒီအားဖြည့်တဖြည့်တကူလုံးဒီစိစက်ထုံးဖွဲ့လျက်အတီးအတီးအင်္ဂါများကိုငဲကိုတာအတိုင်းပြုပြင်သည်နှင့်အညီမိမိကိုကိုမေတ္တာ၌တိဆောက်ခြင်းကကြီးပွားစေတတ်၏ဟာလေလုယာတင်ဟာဆိုရင်ချင်းရဲ့တင်းရဲ့မိသားစုကမွေးဖွားလာတယ်နဲ့လက်မသက်ဆိုင်တော့ဘူး ဘသူနဲ့သွားသက်ဆိုင်လဲဆိုခရစ်တော်အားဖြင့်တင်မွေးပွားခြင်းခံယူလိုက်မယ်ဆိုခရစ်တော်နဲ့သက်ဆိုင်သွားတာဖြစ်တယ်ခရစ်တော်ကတင့်ရဲ့ဦးကောင်းဖြစ်ပြီးတော့မှအဲ့ဒီဦးကောင်းကနေအစ်စ်အပိုင်းကြီးကိုအစ်စ်ပိုင်းကြီးဖြစ်တဲ့တင့်ကိုခရစ်တော်ကအားဖြင့်ပြီးလိုက်တာဖြစ်တယ်ခရစ်တော်ကတင့်ရဲ့တကူလုံးတင့်ကိုရှိတဲ့မြတ်ကိုစိစက်ထုံးဖွဲ့ပြီးတော့မှဘာလုပ်ပေးရလဲဆိုတိဆောက်ပေးလိုက်တာဖြစ်တယ်တင်ကကြီးပွားတော်သက်တာ ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာလုံးစုံနဲ့ပြည့်စုံသောအသက်တာဖြစ်ပြန်လည်ပြီးတည်ဆောက်ပေးရတာဖြစ်တယ်။ဒါကြောင့်သင်ကဆင်းရဲတဲ့မိသားစုကမွေးဖွားလာလို့စိတ်တက်မကြပါနဲ့။ဝမ်းမနည်းပါနဲ့။နာယောဂါရီနဲ့ပြည့်တဲ့မိသားစုကမွေးဖွားလို့စီးကျူရှိတဲ့မိသားစုကမွေးဖွားလို့သင်စီးကျူဖြစ်နေတယ်လို့ဆိုပြီးစိတ်တက်မကြပါနဲ့။သင်ဟာခရစ်တော်အဖြစ်ပြန်လည်မွေးဖွားခြင်းခံပြီးခရစ်တော်နဲ့ချိတ်ဆက်လိုက်ပါ။ဥကောင်းသည်ဟူသောခရစ်တော်နဲ့သင်ချိတ်ဆက်မယ်ဆိုရင်သင်က ခရစ်တော်ရဲ့ကျမ်းမာခြင်းနဲ့စီးထွက်နေတဲ့အတ္တခရစ်တော်ရဲ့အောင်မြင်ခြင်းနဲ့စီးထွက်နေတဲ့အတ္တခရစ်တော်ရဲ့ကျွေးဝါပြည့်စုံခြင်းကောင်းကင်ဘုံရဲ့ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံနေတဲ့အတ္တဖြစ်သင်ရှင်တန်လျှောက်လန်းရမှာဖြစ်တယ်ဟာလေလုယာ